။အမေရိကန်ပြည်တော်စုမီဇိုရီပြည်နယ်နဲ့ကန်တက်ကီပြည်နယ်တဝမ်းမှာလေဆင်နှမောင်းနေတိုက်ခတ်ပြီးလူ၂၀ဦးထပ်မံနေသေဆုံးခဲ့ပြီးလူ၂သိန်းနီးပါးလျှင်စစ်တပ်အပြစ်တောင်းမှုနဲ့ကြုံတွေ့နေရတယ်လို့အာနာဝိုင်တွေကမေ၁၈ရက်က ပြောကြားခဲ့ပါတယ်။ မေလ16ရက်ညအချိန်မှာမုံတိုင်းတွေကြောင့်လူ14ဦးထပ်မင်းသေဆုံးခဲ့ကြောင်းကန်တက်ကေအုပ်ချုပ်ရေးမှူးအန်ဒီဘက်ရှိယားကပြောကြားခဲ့ပြီးမေဆိုရီမှာသေဆုံးသူ9ဦးရှိတယ်လို့ဒေသခံတောင်းရင်ရှိသူတွေကပြောပါရယ်ကန်တက်ကေပြည်နယ်လန်ဒန်မြို့မှာမုံတိုင်းကြောင့်နေအိမ်တရာကနေ200ဝန်းကျင်အထိပျက်စီးသွားခဲ့ပါရယ်လန်ဒန်မြို့မှာနောက်တွဲရှင်အိမ်မှာခင်မုန်းဖြစ်သူနဲ့တားဖြစ်သူတို့နဲ့အတူနေထိုင်တဲ့အသက်38နှစ်အရွယ်ဂျီမီဘန်းစ်ကမုံတိုင်းကြောင့်၎င်းညမဖြစ်သူရဲ့အုတ်အိမ်မြောက်ခံမှာတွားရောက်ခလုံးခဲ့ရတယ်လို့ဆိုပါရယ် ကျွန်မပိုင်ဆိုင်တဲ့ပစ္စည်းတွေကျွန်မနဲ့အတူနှစ်30လောက်အတူရှိနေတဲ့အရာတွေအားလုံးပျက်စီးသွားပါတယ်လို့ဘန်စ်ကပြောပါတယ်။ဒေသခံမီဒီယာတခုကဖော်ပြထားတဲ့ drone နဲ့ရဲကူးထားတဲ့ဗီဒီယိုမှာလန်ဒန်မြို့မှာပျက်စီးမြင်ကွင်းတွေကိုတွေ့မြင်ရပြီးသစ်ပင်တွေလဲပြိုနေတာကိုလည်းတွေ့ရပါတယ်။ပြင်းနေရင်းမှာရှိတဲ့လူသသိန်းကျော်ဟာလျှက်ဆက်တားပြတ်တောက်မှုနဲ့ကြုံတွေ့နေရပြီးကောင်တီ၅ခုမှာအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာထားတယ်လို့ဘက်ရှိယားကပြောပါရယ် ကြောင်မင်းသွေးမိုင်းတွင်းနေတဲ့လူတီများတဲ့အရှိတ်ပပိုင်းကန်တက်ကင်းဟာအမေရိကန်မှာအစင်းရဲဆုံးဒေတာတွေမှာတစ်ခုအပောင်းဝင်ဖြစ်ပါတယ်။ကျမတို့တွေအားလုံးကလေးစင်နမောင်းရာသီဥတုတန်ခန္ဓာရည်မရှိတဲ့နောက်တွဲရင်အိမ်တွေမှာနေထိုင်ကြတာပါလို့ဘန်းစ်ကပြောပါတယ်။မေဇူရီပြည်နယ်စိတ်လူးဝစ်မြို့မှာလူငါးဦးတေဆုံးခဲ့ပြီးစကော့ကောင်တီမှာတေဆုံးသူ၂ဦးရှိကာ အာဏာပိုင်တွေကတမိုင်းတက်လျှောက်အစိုးရဆုံးမုံတိုင်းတွေမှာအပအဝင်ဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ဒီဒေသမှာလူ၈တောင်ကျော်ဟာနှင်းစစ်တပ်အပြတ်တောက်ခဲ့ပြီးမေလ၁၈ရက်ညအချိန်ကနေမေ၁၉ရက်နေ့အထိစိုးရွားပြင်းထန်တဲ့ရာသီဥတုအခြေအနေကြုံတွေ့ရနိုင်ကြောင်းခန့်မှန်းထားခဲ့ပါတယ်။စိန်လူးဝစ်မြို့တော်ဝန်ကာရာစပန်ဆာကဒီမြို့မှာလူ၃၈ဦးထဏ်ရန်ရှိခဲ့ပြီးအဆောက်အအုံ900ခန့်ပျက်စီးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။